နှစ်ယောက်စလုံးငှက်ဥကိုကြည်နေတဲ့အချိန်ဥဟာလိမ့်ပြီးတော့အောက်ကိုကျသွားပါတယ်။သူလည်းမရေတရဲနဲ့ဥကိုထိကြည့်လိုက်မိတဲ့အခါဥဟာအက်ခွဲလာပြီးတော့အင်မတန်မှချစ်စရာကောင်းတဲ့လူကလေးမလေးတယောက်ထွက်လာတာကိုတွေ့လိုက်ရတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ငှက်ဥတွေကနေလူကလေးတယောက်မွေးဖွားလာတဲ့ပုံမြင်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ တခါတော့ကကုံတယ်ကြီးတူဟာကြေးရွာလေးတစ်ခုမှာ သူ့ရဲ့ဇနီးနဲ့တူနေထိုင်ပါတယ်။သူတို့ဟာဆန်နဲ့ချုံကိုရောင်းပြီးတော့စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ဒါကြောင့်သူတို့ဟာငွေကြေးရမှာတော့တိတ်ကိုချမ်းသာကြပါတယ်။ငွေကြေးတွေပြည့်စုံပေမဲ့လည်းသူတို့မှာတာသမီရတနာတော့မရှိပါဘူးတဲ့ခွဲ။ဇနီးမောင်နှံနှစ်ယောက်ဟာ စီးသမားတော်တွေအများကြီးနဲ့တိုင်ပင်ခဲ့ပြီးပြီမဲ့ကလေးမရနိုင်ပဲဖြစ်နေကြပါတယ်။ မိမကြီးနောက်တစ်ခေါက်မီးဖွားဖို့အခက်ခဲကိုထပ်ပြီးတော့ကိုတို့တွေရင်ဆိုင်ကြရအောင်မေးတင်နေ။ကျမတို့ကလေးရကိုရလာမှာပါ။ဘာလို့ဒီလို စကားတွေကို ပြောနေရတာလဲ။ဒီတခါတော့ကလေးလေးတယောက်သူ့အလိုလိုတရေတဲလာမယ်လို့ကျမကယုံကြည်တယ်။ဖရာသခင်ကတေချာပေါ့ကျမတို့စူတောင်းကို ဖြည့်ဆည်းပေးမှာပါ။တော်ပါတော့မိမရ။ဖရာသခင်စီဘယ်နှခေါက်လောက်စူတောင်းနေုံမှာလဲ။ ဘုရားသခင်ကငါတို့ကိုကလေးမရှိဘဲနေစေခြင်းမတော့ဒီအတိုင်းလဲအစဉ်ပြေအောင်နေရတော့မှာပေါ့ကုံတဲ့ကြီးဟာသူဘယ်တော့မှမျိုးဆက်ရလာမှာမဟုတ်ဘူးလို့တတိချယုံကြည်နေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဇနီးကတော့ဒါကူလက်မခံခဲ့ပါဘူးသူပြောတာနားမထောင်ပဲဘုရားသခင်စီကိုသာတနေ့ကုန်အဆက်မပြတ်ဆူတောင်းနေခဲ့ပါတယ်သူမကအလက်ချိန်တိုင်းမှာငှက်ကလေးတွေကိုအစာကျွေးပါတယ် ငါကလေးတွေအစာစားတာကိုမြင်ရရင်လည်းတနည်းကုန်ထိုင်ပြီးတော့ကြည်နေတတ်ပါတယ်။ဒီနေ့မှာတော့ငှက်စုံတွဲလေးတွေဟာကုံတယ်ကြီးတို့နေအိမ်ခေါင်းမိုးမှာအတိုက်ဆောက်ပြီးတော့လာနေပါတဲ့။ကုံတယ်ကြီးရဲ့ဇနီးလည်းဒါကိုတွေ့တော့တိတ်ကိုဝမ်းသာသွားတယ်။အဲ့ဒီငှက်စုံတွဲလေးကို သူကနေ့တိုင်းအစာကျွေးပါတယ်။ငှက်ကလေးတွေကစံစီလေးတွေစားနေတာကိုကြည့်ရတာလေသူဟာအလွန်ကိုပျော်နေတတ်ပါတယ်။ ရန်အနှင်းငယ်ကြာပြီးတဲ့နောက်မှာတော့ငှက်စုံတွဲလေးကအတိုက်ထဲမှာဥလေးတူဥခဲ့ပါဗါးငှက်စုံတွဲဟာမနက်ခင်းတိုင်းမှာအစာရှာထွက်တယ်။ညနေဘက်ဆိုရင်တော့အတိုက်စီကို ပြန်လာတက်ကြပါဗါးဒီနေ့ကျညနေဆောင်မိုးချုပ်တဲ့အထိငှက်စုံတွဲဟာအတိုက်စီကိုပြန်မလာခဲ့ပါဘူး။ကုန်းတဲ့ကြီးရဲ့ဇနီးကဒီကိစ္စကို ရိပ်မိနေပါဗါး။ဟဲ့တော့ငှက်စုံတွဲကခုထိပြန်မလာသေးပါလား။ ဒီဥလေးကိုငါ့ရဲ့အိမ်ထဲမှာတင်ထားပေးလိုက်ပါမယ်။စောင့်ကြည့်ပါအောင်မယ်လေး။ဒီလိုနဲ့သူလဲရက်အတော်ကြာတဲ့ဒီငှက်ကလေးတွေပြန်လာကိုစောင့်မှတဲ့။ဒါပေမဲ့ငှက်စုံတွေကတော့ပြန်မလာခဲ့ပါဘူးတဲ့ကွယ်။ဒါကြောင့်မဲကုန်းသေးကြီးရဲ့ဇနီးလဲငှက်ဥလေးကိုစစ်ပြီးတော့တင်ပေးဖို့ငှက်တိုင်နာကတ်သွားတယ်။ဒီနေ့လုံးငှက်ဥလေးကို သူ့မွေးထားတဲ့ကလေးလေးတစ်ပွဲကြီးရှုဆောင်ရှောက်ပေးထားပါရဲ့။ ငှက်ဦးလေးဟာလှင်းလင်းမြန်မြန်ပဲကြီးထွားလာတယ်။ဒါကိုမြင်တော့ဇနီးဖြစ်သူလည်းအယံကိုထိတ်လန့်သွားပါတယ်။နောက်တည့်ရကျတော့ငှက်ဦးဟာဖယဲသီးလုံးအရွယ်လောက်ကိုကြီးလာခဲ့ပါတယ်။ဒါနဲ့ယောက်ျားဖြစ်သူကိုအမြန်ခေါ်ပြီးတော့ပြတော့တာပေါ့။နှစ်ယောက်လုံးဒီဦးကိုတွေ့တဲ့အချိန်လန့်ပြီးတော့အံ့ဩသွားကြပါတယ်။ဘဲငှက်ဦးကဒီလောက်ဒီကြီးနိုင်မှလဲရှင်။ဟုတ်ပါကွာငါလည်းဒါကိုမြင်တော့တော်တော်အံ့ဩမိတယ်။ နှစ်ယောက်စလုံးငှက်ဥကိုကြည့်နေတဲ့အချိန်ဥဟာလိမ့်ပြီးတော့အောက်ကိုကျသွားပါတယ်။သူလည်းမရေတရဲနဲ့ဥကိုထိကြည့်လိုက်မိတဲ့အခါဥဟာ အက်ခွဲလာပြီးတော့အင်မတန်မှချစ်စရာကောင်းတဲ့လူကလေးမလေးတစ်ယောက်ထွက်လာတာကိုတွေ့လိုက်ရတယ်။ဇနီးမောင်နှံနှစ်ဦးသားအံ့ဩဝမ်းသာမဆုံးဖြစ်သွားတော့တာပေါ့။ဇနီးလုံသူက ကလေးကိုချက်ချင်းကောက်ချီလိုက်တယ်။ဒါကဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲ။ ငါဦးတွေကနေဘာကြောင့်လူသားကလေးမွေးလာရတာလဲဟုတ်ပါကွာဒါကတော်တော်ထူးဆန်းတာပဲကဲပါလေဖះသခင်ကကောင်းကြီးပေးတာပဲတို့တွေမှာကလေးလေးရလာပြီကလေးမလေးကငှက်ဥတွေကဖွာတာမို့ငှက်နဲ့ဆိုင်တဲ့နာမည်လေးပါအောင်တော့မှတ်ရမဲကွာဒီလိုနဲ့ငှက်ဥတွေကဖွာလာတဲ့လူသားကလေးမလေးကိုသူတို့ရဲ့သွေးသားအရင်လိုပြုစုပျိုးထောင်ခဲ့ကြပါဗျာ ကလေးမလေးလည်းကုံတဲ့ကြီးတို့ဇနီးမောင်နှံရဲ့ထိန်းချုပ်မှုအောက်မှာပျော်ရွှင်စွာနဲ့ကြီးပြင်းလာခဲ့ပါတယ်။အခုဆိုကလေးမလေးကအရွယ်ရောက်လို့လှပချုံမော်တဲ့မိမပြိုလေးအဖြစ်အရွယ်ရောက်လာခဲ့တယ်။သူမကို တွေ့မိတဲ့လူတိုင်းကသူ့ကို မကြည့်ပဲမနေနိုင်လောက်အောင်ကိုလှပလွန်ပါတယ်။ဒီနေ့မှာတော့မိမပြိုလေးကရေခတ်ဆင်းတဲ့ချိန်တိုင်းပြည်ရဲ့ပြည်ရှင်ဘရင်ကြီးကလည်းသူ့ရဲ့အကြံပေးနဲ့အတူလမ်းလျှောက်ထွက်လာခြင်းနဲ့ကြုံကြိုက်သွားပါတည်း။ ဘယင်ကြီးကမိမပြူလေးကိုတွေ့တဲ့အခါမိမြင့်ချင်းတိတ်ကိုသဘောကျသွားတယ်။သူမကိုလက်ထက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဘယင်ကြီးကမိမပြူလေးရဲ့အလှမှာနင်းမြောသွားတာပေါ့။တီနာပတိချင်းဒီလောက်လှပနူးညံ့တဲ့မိမပြူလေးကဘသူများလဲ။သူမရဲ့မိဘတွေကရောဘေးအိမ်တော်ကလဲ။ငါသူမကိုလက်ထက်လို့တယ်။မှန်လားပါဘယင်ကြီး။ ဒီမိမပြူလေးရဲ့အကြောင်းကိုကျွန်တော်မျိုးအများဆုံးစုံစမ်းပေးပါမယ်။တီနာပတိကြီးလည်းဒီမိန်းကလေးအကြောင်းကိုအများဆုံးစုံစမ်းနိုင်ခဲ့ပါဗျ။အရှင်မင်းကြီး သူကဒီကျွေးရရဲ့ကုံတဲ့အင်ကတမိပါ။သူမိဘတွေကစံနေကြုံရောင်းပြီးတော့စီးပွားရေးလုပ်ငန်းကိုလုပ်ကင်ကြပါဗျ။ကောင်းပြီလေ။မင်္ဂလာကိစ္စကြောင်းလန်းဖို့အမိတ်စာကို သူတို့စီကိုပို့လိုက်ပါ။ ဘယင်ကြီးကဒီကမိမပြိုလေးကိုလက်ဆက်တော်မူလိုတယ်။ကောင်းပါပြီကောင်းပါပြီမင်္ဂလာဝဲကိုလက်ခံပါရယ်ဘယင်နဲ့လက်ဆက်ဖို့အတွက်သမီးကလည်းအဆင်သင့်ပါပဲ။ဒါကငါတို့အတွက်တိတ်ကိုကံကောင်းတဲ့အခွင့်အလမ်းပဲ။ကုံတယ်ကြီးကတော့အတိုင်းထက်လွန်ဝန်းတာနေတယ်။သူ့ရဲ့ဇနီးစီကိုတွားပြီးတော့မိမကြီးငါတို့ရဲ့သမီးလေးအတွက်ကံစားတာပွင့်ပြီ။ တို့ဘယင်ကြီးကငါတို့တမီလေးကိုလက်ဆက်ချင်နေတဲ့ဇနီးမောင်နှံနေရာလုံးဟာဒီကိစ္စအကြောင်းကိုတွေးပြီးတော့ပျော်ရွှင်နေကြပါဗျ။ဘယင်ကြီးဟာမိမပြူလေးနဲ့လက်ထက်မင်္ဂလာဝဲကိုခံခံနာနာကျင်းပပေးခဲ့ပါဗျ။ဘယင်ကြီးမှာတော့မိဖုရဲ့ခေါင်းကြီးရှိနစ်နေပြီးသားဖြစ်ပါဗျ။ဒါကြောင့်မိမပြူလေးဟာနန်းတော်ရဲ့ဒုတိယမိဖုရဲ့နေရာကိုသာရခဲ့ပါဗျ။ မိမပြိုလေးရဲ့အကြောင်းကိုနေရာတိုင်းမှာချီးကျူးပြောဆိုနေကြတယ်။ဒီလိုကြားလာရတဲ့အခါများလာတော့မိဖုရဲ့ခေါင်းကြီးကဒုတိယမိဖုရဲ့အပေါ်မနာလိုဝန်တိုစိတ်တွေဖြစ်ခဲ့တယ်။ဒုတိယမိဖုရဲ့ဟာလူကမွေးတာမဟုတ်ပဲငှက်ဥကနဲ့မွေးတယ်ဆိုတဲ့အကြောင်းကိုလည်းသိသွားခဲ့ပါတယ်။ဘယင်ကြီးကတော့သူ့ရဲ့ချိန်တော်တော်များများကိုဒုတိယမိဖုရဲ့နဲ့ပဲဖြတ်တန်းလေးရှိပါတယ်။ ဘရင်ကြီးဟာဒုတိယမိဖုရားကို ကြင်ကြင်နာနာမျက်မျက်နှုံနှုံလေးခေါ်ဝေါ်တတ်ပါသေးတယ်။အရေးကိစ္စတစုံတရာရှိခဲ့ရင်လေဒုတိယမိဖုရားငယ်ပေးတဲ့အကြံကိုသာယူတတ်ပါတယ်။ဒီအကြောင်းတွေကိုအကုန်ကြားမြင်သိနေရတဲ့မိဖုရားခေါင်းကြီးကတော့ဝန်တိုမုံတိစိတ်တွေပို့လို့တောင်ပြင်းထန်လာခဲ့ပါတယ်။ကဲတော်လောက်ပြီဒီနန်းတော်ထဲမှာသူ့အတွက်နေရာမပေးနိုင်ဘူး။တစ်သက်လုံးနှင်ထုတ်ပြရမယ်။ တရကြတော့မိဖုရဲ့ခေါင်းကြီးဟာဒုတိယမိဖုရားစီကိုသွားပြီးတော့ပြောတဲ့။ဒီမှညီမငယ်တို့လိုလူကမွေးတာမဟုတ်ဘူးပေါ့လေ။လူတွေကမွေးတာမဟုတ်ပဲငှက်ဥတွေကနေမော့ဆန်ဆန်မွေးလာတယ်ဆိုပဲ။ပြောစမ်းမအောင်ညီမငယ်ရဲ့အသက်ကဘယ်နားမှရှိလဲ။လူတွေရဲ့အသက်ကနှလုံးသားထဲမှာရှိတယ်လို့မျိုးပေါ့။ပြောရရင်ငါရဲ့အသက်ကလည်းငါရဲ့နှလုံးသားမှာရှိတာပါပဲ။ တို့တွေကညီမတွေမို့ဒီတိုင်းပဲတည်ကျင်လို့မင်းမိတာပါမင်းရဲ့တက်ကဘဲမှလဲအခုဆိုညီမငယ်လေးမိဖုရားနေရာကို ရောက်လာပြီလေတော်ဝင်မိသားစုက အသက်အန္တရာယ်နဲ့အမြဲတမ်းကြုံရတဲ့တဲ့ဒါကြောင့်မင်းတက်ကဘဲမှလဲဆိုတာတို့ကိုပြောပြပါဒါမှမင်းမအန္တရာယ်ကြုံလာတဲ့အခါတို့ကကာကွယ်ပေးလို့ရမှာပေါ့ဒုတိယမိဖုရားငယ်ဟာအပြစ်ကင်းစင်နဲ့ယူသားဖြူစင်နဲ့ မိဖခင်ကြီးရဲ့စိတ်ထဲမှာဘာရီရှိနေလဲဆိုတာကို သူမကမသိနိုင်ပါဘူး။သူမကိုမနာလိုမုန်းတီးနေတယ်ဆိုတာကိုလည်းလုံးဝမသိခဲ့ပါဘူးတဲ့ကွယ်။ဒါကြောင့်မဲအမှန်တိုင်းမိဖခင်ကြီးကို ပြောပြခဲ့ပါတယ်။အမတော့ညီမငယ်ရဲ့အသက်ကကြေးရွာကမိဘတွေရဲ့အိမ်မှာကြံ့ခဲ့ပါတယ်။ခြံဝင်းအတွင်းမှာရေရင်းတရင်ရှိတယ်။အဲ့ဒီရေရင်းထဲမှာဘူးလေးတစ်ခုရှိပါတယ်။ဘူးလေးထဲမှာပလဲလဲဆွဲလေးရှိတယ်။ ပလဲလေဆွဲလေးကညီမတော်ရဲ့အသက်ပါ။အော်မင်းရဲ့အသက်ထားထားတဲ့နေရာကအရန်ကိုလုံးကြုံပါရယ်။ဒါပေမဲ့မှတ်ထားနော်။ဒို့ရီမိဖုရားဘွားကတိတ်ကိုရန်သူများတယ်။အသက်အန်ဒီရဲ့လည်းအမြဲတမ်းကြုံရတတ်တယ်။အဲ့ဒီလိုပြောပြီးတော့မိဖုရားခေါင်းကြီးကပြန်သွားတဲ့။ဒုတိယမိဖုရားကလည်းမိဖုရားကြီးရဲ့စကားတွေကြားပြီးတော့စဉ်းစားနေမိတယ်။အဲ့ဒီချိန်ဘယင်ကြီးကလည်းရောက်လာပါတဲ့။ ဘာရီများတွေးတော့လမ်းပြောင်နေပါသလဲချစ်နှမငယ်မောင်တို့ကိုပြောပြပါအောင်အရှင်ကျွန်တော်မျိုးမကန်ကုန်ခဲ့ရင်မီးရှို့မဖြစ်ပါနဲ့အိုးဘာလို့နမဲမရှိတဲ့စကားတွေပြောနေရတာတော့နှမငယ်တည်ခြင်းတရားဆိုတာလူတိုင်းတနည်းတော့ကြုံရမှာပါပဲအရှင်ဒါပေမဲ့တခုလောက်တော့နှမငယ်မှားချင်ပါတယ်ကျွန်တော်မျိုးမကန်ကုန်ခဲ့ရင်မီးမရှို့ဖြစ်ပါနဲ့အရှင်အဲ့ဒီစားကျွန်တော်မျိုးမအတွက်နန်းတဆောင်ပေးပါ အဲ့ဒီနန်းဆောင်ဝင်းတွေကမြေမှာခန္ဓာကိုယ်ကို မြုပ်နှံပေးပါနန်းဆောင်ခြံဝန်းကိုတတိုင်းအမြင့်ကြီးဆောက်လုပ်ပေးပါဒါမှဘသူမှဝင်းမလာနိုင်ပါပါနောက်ပြီးတော့အရှင်နန်းဆောင်ထဲမှာဥယျာဉ်တစ်ခုလည်းလုပ်ပေးပါပြီးတော့မရှိမဖြစ်လိုအပ်တာမှန်သမျှလည်းထားပေးပါနော်ကဲပါ အခုတော့စိတ်လေးကိုလျှော့ပါဦးကိုတော့မအိပ်ပါဘူး ကိုတော်အသက်ရှင်နေသည်နှမငယ်ကိုဘသူမှအသက်အန္တရာယ်မပြုစေရဘူးကိုတော်ကနှမငယ်နဲ့အမြဲတမ်းအတူတူရှိနေပေးမှာပါအဲ့ဒီလိုပြောပြီးတော့ဘယင်ကြီးကမိဖုရားငယ်ကို ထွေးပွေပေးထားတယ်အဲ့ဒီချိန်မိဖုရားမှာအဖျားကြီးရှိနေတာကိုဘယင်ကြီးသိလိုက်တယ်ဘယင်ကြီးလည်းတော်ဝင်သမားတို့ကိုချက်ချင်းပေးတော်တာပေါ့သမားတို့လည်းစေးပေးပြီးတော့ဘယင်ကြီးကိုပြောပါတယ်ရှင်မင်းကြီးတရင်ကောင်းပါပဲပြု့ ဒုတိယမိဖုရားမှာကိုဝင်ရှိနေပါပြီ။မိဖုရားငယ်ကအခုမိခင်တရားကိုဖြစ်တော်မှာပါ။ဒီတွင်ကြတော့ဘယင်က အလွန်ကိုဝမ်းသာသွားတယ်။ပျော်လွန်းလို့တမားတော်ကို ရွှေငွေစုလက်အများကြီးပေးလိုက်ပါတယ်။ဒီဝမ်းသာစရာတွင်ဟာတတိုင်းတပီလုံးကိုရေလိုင်းလိုပြန့်နှံ့သွားတယ်။ဘာကြောင့်လဲဆိုရင်တော့ဒါကဘယင်ကြီးရဲ့ပထမဦးဆုံးတာဦးလေးမို့လို့ပါပဲ။ မိဘခေါင်းကြီးနဲ့တုန်းကတော့ဘယင်ကြီးကကလေးမရခဲ့ပါဘူးဘယင်ကြီးလည်းအလွန်ကိုဝမ်းသာနေတယ်ဒုတိယမိဘခင်ကလည်းအဆစအရာရာမှ ပို့ပြီးတော့ကိုစောင့်ရှောက်ပေးပါတယ်ဒါကိုမြင်တဲ့မိဘကြီးကတော့ဒီမိဘငယ်နန်းတော်ရောက်လာကြတဲ့ကဘယင်ကြီးကငါ့ကိုအရင်မဆိုင်တော့တာပဲအခုငါလမ်းကြောင်းမှာလာရှုပ်နေတဲ့နင့်ကို အခုငါလမ်းကြောင်းမှာလာရှုပ်နေတဲ့နင့်ကိုတသက်လုံးစာရှင်းပြမှာပဲနားအေးတော်မယ် ဟဲ့အစီကံနားထောင်စမ်းရင်းကုန်သမားကို အမြန်ခေါ်လာပါအစီကံလည်းမိဖုရားကြီးစီကိုရင်းကုန်သမားကိုခေါ်လာပေးတော့တာပေါ့နားထောင်စမ်းရင်းကုန်လို့သားငါခိုင်းတယ်လို့လို့ပါအခုချက်ချင်းမိဖုရားငယ်ရဲ့ကြေးရွာကမိဘအိမ်စီကိုသွားသူ့မိဘအိမ်မှာမရှိဘူးဆိုရင်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့အိမ်တဲကိုတိတ်တဆိတ်ခိုးဝင်ပါအဲ့ဒီ channel မှာရေးရင်းရှိတယ် ရေရင်းထဲမှာတစ်တာတစ်ခုရှိတယ်။အဲ့ဒီတစ်တာဘူးကိုငါစီကိုယူခဲ့ပေးစမ်း။မင်းယူနိုင်ရင်တော့မင်းအတွက်ရွှေတင်းကားတွေစုချမယ်။အကယ်၍မင်းလှုပ်ဆောင်ချက်ကြာရှုံးခဲ့သည်ဖြစ်စေ။တစုံတယောက်ကတိသွားရင်ဖြစ်စေ။ငါမင်းကိုတည်တံပေးမယ်။ကောင်းပါပြီမိဖုရားကြီး။ကျွန်တော်မျိုးဘသူကိုမှဒီကိစ္စကိုမပြောပြပါဘူး။ကျွန်တော်မျိုးအဲ့ဒီတစ်တာကိုဒီနေ့ပဲချက်ချင်းသွားယူပေးပါမယ်။ ဒီလိုနဲ့ဒုတိယမိဖုရားရဲ့မိဘတွေအိမ်ကို ရောက်လာတယ်။မိဘတွေအိမ်မှာမရှိတဲ့အချိန်အိမ်ထဲကိုခိုးဝင်တဲ့မိဖုရားကြီးခိုင်းတဲ့အတိုင်းတစ်တာကိုထုတ်ယူပါတဲ့ကွယ်။တစ်တာထုတ်လိုက်တာနဲ့မိဖုရားငယ်ရဲ့ကျမ်းမာကြီးက ပို့ပြီးတော့ဆိုးရလာခဲ့တယ်။ရှင်ကုံသမားလည်းတစ်တာကိုယူပြီးတော့မိဖုရားကြီးလက်ထဲကို ပေးလိုက်တာပေါ့။မိဖုရားကြီးလည်းရင်ကုန်သမားကို ရွှေတင်းကားတွေအများကြီးစုချလိုက်ပါတဲ့ကွယ်မိဖုရားကြီးဟာတစ်တာဘူးကို ဖွင့်လိုက်တဲ့အခါ မိဖုရားငယ်ကအင်မတန်ကြီးမားတဲ့ဝေဒနာကို ခံစားရတော့တယ်။အသက်တောင်မှမှန်မှန်မရှိနိုင်တော့ပါဘူးတဲ့။မိဖုရားကြီးလည်းဘူးထဲကလက်ဆွဲကိုမြ мян ထုတ်ပြီးတော့သူ့ရဲ့လက်ဘင်းမှာဆွဲလိုက်တယ်။ဒီခါမှမိဖုရားငယ်လေးဟာအသက်ရှူရက်ပြီးတော့ရုတ်တရက်သတိမေ့မျောသွားခဲ့တာပေါ့။ဘယင်ကြီးတွေ့တော့တမားတော်ကိုအမြန်ဆုံးပင်ခေါ်တယ်။တမားတော်လည်းမိဖုရားငယ်ကိုကြည့်ရှုပြီးတဲ့အခါ မိဖုရားကတတ်မရှိတော့ပါဘူးအရှင်မင်းကြီးဒီလောကမှာမိဖုရားမရှိနိုင်တော့ပါဘူးသူဟာကန့်ကုန်သွားခဲ့ပါပြီ။အိုးမဖြစ်နိုင်တာမဖြစ်နိုင်တာဘယင်ကြီးလဲဝမ်းနဲ့ပူဆွေးပြီးတော့ငိုကြွေးနေမိတယ်။နန်းတော်တစ်ခုလုံးလည်းစိတ်မကောင်းလွန်းလို့ပူဆွေးငြိမ်ညူနေကြတာပေါ့။ဒါကဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲ။တပတ်မှာတော့မိဖုရားကြီးကလဲလျောက်အနားယူနေတယ်။ မိဖုရားငယ်တည်တဲ့တရင်ကိုကြားပြီးတော့တိတ်ကိုဝမ်းတာနေတာပေါ့အခုမိဖုရားငယ်ရဲ့အသက်ကငါလက်ထဲမှာပဲငါလဲမှာလာရှုပ်တဲ့ခလုတ်ကတင်းကိုအကုန်လုံးကိုငါရှင်းပြမယ်အချိန်တော်ကြာပြီးတဲ့နောက်သေနာပတိကြီးကဘယင်ကြီးကိုပြောပါတယ်အရှင်မင်းကြီးဒုတိယမိဖုရားရက်လဲပါပြီမိဖုရားအတွက်မိတချို့ပေးရမယ့်အချိန်ပါမလုတ်ဘူးသေနာပတိကြီး ငါတို့မီးတချို့စရာမလိုဘူးမြို့အပြင်မှာနန်းဆောင်တစ်ခုစောက်ပါနန်းဆောင်ဝင်းတွင်မှာမိဖုရားရဲ့ခန္ဓာကိုယ်ကိုထားပါနန်းတော်ပတ်လေးကိုဘယ်သူမှမဝင်နိုင်အောင်တရိုင်းမြင့်ကြီးကပါပြီးတော့လိုအပ်တဲ့စားနပ်ရိက္ခာစံစပါးတွေအကုန်စုံအောင်ထားပေးပါ အစစအရာရာတက်တောင့်တတားရှိပြီးတော့အဆင်ပြေအောင်စီမံပါဥယျံပောင်းဆောင်ပြီးတော့တာယာနာပြောဝယ်ရှိပါစေဒါကဒုတိယမိဖုရားငယ်ရဲ့နောက်ဆုံးဆန္ဒဖြစ်လို့ပါပဲ။ တင်နာပတိကြီးလည်းဘယင်ကြီးရဲ့အမိန့်ကိုအံ့ဩနားမလည်နိုင်ပေမယ့်အမိန့်အတိုင်းဆောင်ရွက်ခဲ့ပါတယ်။မြို့ပြမှာနန်းဆောင်အကြီးကြီးတစ်ခုဆောက်ပြီးတော့တရိုင်းမြင့်ကြီးနဲ့ကာထားပေးပါတယ်။မိဖုရားရဲ့ခန္ဓာကိုယ်ကိုတော့နန်းတော်ခြံဝန်းအတွင်းမှာထားထားတယ်။စာနဲ့ရိတ်ခါလူသားမှန်သမျှလည်းထည့်ပေးထားပါတယ်။မိဖုရားခေါင်းကြီးကတော့ပြောနေတာပေါ့ကွယ်။ဒုတိယမိဖုရားကတော့တေရွာသွားလိမ့်ပြီလို့သူ့ရဲ့စိတ်ထဲမှာတွေးနေပါတယ်။ အခုဆိုဘယင်ကြီးကငါ့ကိုလက်ခံပြီးတော့ငါနဲ့အတူနေပေးတော့မှာပဲဒါပေမဲ့ဘယင်ကြီးကတော့ဘာလုံးမှစိတ်ဝင်တစားမလုံနိုင်တော့တဲ့ဒီဝမ်းနဲ့နေတဲ့ဒုတိယမိဖုရားငယ်ရဲ့မှတ်ရန်တဲမှာသူ့အတွက်နေရာမရှိတော့ဘူးဆိုပြီးတော့ဝမ်းနဲ့နေပါတယ်ဒီနေ့ဘယင်ကြီးကတွေးတော့နေတယ်ဘာကြောင့်များမိဖုရားငယ်ကသူ့ခန္ဓာကိုယ်ကိုမိတချို့မလုတ်ခိုင်းတာလဲဆိုတာကိုပေါ့သူဟာအသက်ရှင်လျက်ပြန်လာမှာလား ဒါကမဖြစ်နိုင်ပါဘူးလေ။ဘယင်ကြီးကသူ့ကိုသူပြန်ပြီးတော့တရားချတယ်။တခါတည်းရန်မိဖုရားကို တရိယာလွန်ဆွတဲ့အခါနန်းဆောင်တဝိုက်ကိုလှဲ့ပတ်ကြည့်တတ်ပါရဲ့။ဒီနေ့ဘယင်ကြီးလှဲ့ပတ်ကြည့်နေတော့မိဖငယ်ရဲ့နန်းဆောင်တဲကကလင်းဟိုတန်ကိုကြားလိုက်ရပါတယ်။ဘယင်ကြီးလည်းအံ့ဩသွားတယ်။ဒီလိုနန်းတော်ဆောင်ကနေဘဲကကလင်းကိုတန်းထွက်လာနိုင်ပါလေပြီးတော့ဘဲကလေးကဒီနန်းတော်ထဲဝင်နိုင်မှာမဟုတ်ဘူး ငါအထဲကိုဝင်ကြည့်မှရမယ်။ဘယင်ကြီးလဲကလေးကို တွေးဖို့နန်းဆောင်တွေကိုဝင်နေ။အဲ့ဒီမှာမိဖုရားငယ်ရဲ့ခန္ဓာကိုယ်ဘေးနားမှာငိုနေတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ဘယင်ကြီးဟာကလေးကိုကောက်ချီလိုက်တဲ့အချိန်ကလေးလေးကငိုတဲ့နေရက်သွားခဲ့ပါတယ်။ဒီကလေးကဘသူကလေးပါလဲ။ဘလို့လို့ဒီနေရာမှာရောက်နေတာလဲ။ဘယင်ကြီးလည်းကလေးလေးနဲ့ခနာတပြုတ်ကြအောင်သူ့ဆော့ကစားပေးပြီးတဲ့နောက် ကလေးလေးဟာပေါင်ပေါ်မှာအိပ်ပျော်သွားတယ်။ဘယင်ကြီးလည်းမိဖုရားရဲ့ဘေးမှာကလေးလေးကိုထားခဲ့ပြီးတော့ပြန်လာခဲ့ပါတယ်။နောက်တစ်နေ့ရောက်တော့လေကလေးကိုတွေ့ဖို့ဘယင်ကြီးကအဲ့ဒီနန်းဆောင်စီကိုထတ်သွားပါတယ်။ကလေးလေးဟာခြံဝန်းထဲမှာဆော့ကစားနေတာကိုတွေ့လိုက်တယ်။ကလေးကိုချီပြီးတော့ပေါင်ပေါ်မှာတင်တော့တာပေါ့။ဓမင်းကျွေးပြီးတဲ့အခါကလေးလေးလည်းထပ်ပြီးတော့အိပ်ပျော်သွားပြန်တယ်။ဘယင်ကြီးလည်းမိဖုရားရဲ့ဘေးမှာထားပြီးတော့ပြန်လာခဲ့တာပေါ့။ ဒီလိုနဲ့ဘယင်ကြီးဟာနေ့စဉ်နေ့တိုင်းကလေးကိုတွားတည်တယ်။ကလေးနဲ့ခဏလောက်ကစားပြီးတဲ့နောက်မိဖုရားနောက်မှာကလေးကိုအိပ်စီပြန်တယ်။တပြေးပြေးနဲ့အချိန်နေကုန်လွန်သွားတဲ့အခါအခုဆိုရင်ကောင်လေးကကြီးပြင်းလာပြီးတော့အရာအားလုံးကိုနားလည်နိုင်ခဲ့ပါပြီ။ဒါမင်းကဘာတူလဲ။မင်းရဲ့အမိကရောဘာတူလဲ။ကောင်လေးကမိဖုရားငယ်ရဲ့ခန္ဓာကိုယ်ကိုညွှန်ပြပေးပြီးတဲ့နောက်တားရဲ့မိမိကဒီမှလေး ဘယင်ကြီးလည်းအံ့ဩစွာနဲ့ကြည်ရင်နဲ့ဒါဆိုတားကိုနေတိုင်းဘသူကထမင်းကျွေးတာလဲမိမိကပဲတားကိုနေတိုင်းကျွေးတာပေါ့တားကိုကြတော့ဘယင်ကြီးကအံ့ဩသွားတယ်မိဖုရားငယ်ကိုကြည်လိုက်ပြန်တော့လဲအတန်မထွက်ပဲတိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေပါတယ်သူကတားရဲ့အမေလားဟုတ်တယ်တားမိမိကညတိုင်းနိုးလာပြီးတော့တားကိုအယမ်းချစ်ပေးတယ်လေ သားကိုကြွေးမွေးပြုစုပေးတာနဲ့မနက်မိုးလင်းခါနီမှာပြန်ပြီးတော့အိပ်ပါတယ်။ဒါလီဒီညမဲမေနိုးလာရင်တနေ့ကုန်အိပ်ပြီးတော့ညဘက်မှာဘာလို့နိုးတာလဲ။ဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲဆိုတဲ့အကြောင်းကိုမေးပေးပါ။ကောင်းပါပြီ။ဒီညမေမေအိပ်ရာကနိုးလာရင်သားမေးထားလိုက်ပါမယ်။ဒီလိုပြောပြီးတော့ကလေးလေးကလည်းအိပ်ပြောသွားပြန်တယ်။ဘယင်ကြီးလည်းမိဖုရားအနားမှာကလေးကိုအိပ်စီပြီးတော့ထွက်လာခဲ့ပါတယ်။ ိဖုရားငရဲ့ဝိညာဉ်ကလဲဆွဲထဲမှာရှိနေတယ်။ပြီးတော့မိဖုရားကြီးကနေ့အချိန်ဆိုအဲ့ဒီလဲဆွဲကိုဝတ်ထားတဲ့တော့မိဖုရားငရဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေခွာပေးရတယ်။ဒါကြောင့်မိဖုရားငရဲ့ခန္ဓာကိုယ်ကအတက်မဲ့နေရပြီးညဘက်အိတ်ခါနီးမိဖုရားကြီးလဲဆွဲချုံမှာအသက်ပြန်ဝင်လာပါတဲ့။အဲ့ဒီနေ့ညမှာပဲမိဖုရားငယ်ကညဘက်မှာနိုးလာပြီးတော့သူက သားလေးကိုထမင်းကျွေးနေချိန်မိမေ ာဘိုက်ပြနေတယ်ထမင်းမစားတော့။ဒါလေအခုတလော အစားကိုတေချာမစားအောင်နော်။မေမေတာစားနေပြီပါပြီ။မေဘီယားငယ်လေသူ့သားလေးရဲ့စကားကိုကြားတော့အံ့ဩသွားတယ်။ဒါပြင်တာကိုဘသူထမင်းလာကြွေးရလဲ။လူကြီးတယောက်ကလာကြွေးတာပါ။သူကတားစီကိုနေတိုင်းလာပြီးတော့စော့ပေးတယ်လေ။တားကိုလည်းချစ်တယ်။ နီးလေဘက်တွေတားနဲ့တူဆော့ပေးပြီးတော့သူကသူ့အိမ်သူပြန်သွားတယ်။ဒါနဲ့မမေ၊ "तू ကမမေကိုမေးခိုင်းထားတယ်။မမေကဘာလို့နေကင်းဘက်မှာအိပ်ပြီးတော့ညဘက်မှာနိုးလာတာလဲ"တဲ့။မိဖုရားငယ်လေးဘယင်ကြီးကိုဖြစ်ချောင်းကုံစင်ပြောပြဖို့အချိန်ကောင်းရောက်လာပြီလို့စဉ်းစားမိတယ်။နားထောင်သား။နောက်နေ့မနက်ဘယင်ကြီးတားစီရောက်လာတဲ့အခါကျရင်မိဖုရားကြီးရဲ့လေပင်မှာပြောင်းလဲတောက်ပနေတဲ့ ပလဲလေဆွဲတကုံးဝတ်ထားပါလိမ့်မယ်။မိမိရဲ့ဝိညာဉ်ကအဲ့ဒီပလဲလေဆွဲမှာရှိနေတယ်။နေခင်းတစ်ချိန်လုံးမိဖုရားကြီးကလေဆွဲဝတ်ဆင်ထားတဲ့အတွက်ကြောင့်မိမိရဲ့ခန္ဓာကိုယ်ကအင်အားကြီးနေနေရတာပါ။အဲ့ဒီလေဆွဲကိုသာမိမိပြန်ရမယ်ဆိုရင်မိမိကအသက်ပြန်ရှင်နိုင်မှာပါလို့ပြောလိုက်ပါ။နောက်တနေ့မနက်ထုံးစံတိုင်းဘရင်ကြီးရောက်လာတယ်။ဒီတော့ကလေးကလည်းပြောတော့တာပေါ့။အရှင်မင်းကြီး ကျွန်တော်မိမီရဲ့အသက်ကမိဖုရားကြီးဆွဲထားတဲ့လယ်ဆွဲထဲမှာရှိတယ်။လယ်ဆွဲကိုသာပြန်ရရင်မိမီကပြန်ပြီးတော့အသက်ရှင်နိုင်မယ်တဲ့။မိဖုရားကြီးကမိဖုရားငယ်ကို မနာလိုဝန်တုံလွန်းလို့ရှင်းပြခဲ့တဲ့အကြောင်းကိုဘရင်ကြီးကသဘောပေါက်သွားတယ်။ဒီနေ့ဒီချိန်ထိနှမငယ်ဒီအချိန်နေဖြစ်ခဲ့ရတာမိဖုရားကြီးကြောင့်ပဲ။သူ့လိုရအတွက်တေချာဝအပြစ်ဒဏ်ပြန်ပြီးတော့ပေးဆက်ရမယ်။ ဲ့ဒီမတိုင်ခင်မိဖုရားစီကလဲဆွဲကိုယူဖို့ကပို့ပြီးတော့အရေးကြီးတယ်။ဘယင်ကြီးလဲမိဖုရားကြီးစီကလဲဆွဲကိုယူဖို့ကြံစီတော့တယ်။ဒီနေ့မှာဘယင်ကြီးကမိဖုရားကြီးစီကိုတွားပြီးရောမိဖုရားကြီးမင်းလယ်ပင်မှာလေးလံလုံးနဲ့ပလဲလဲဆွဲကိုပါလို့ဝတ်ဆင်ထားတာလဲဖဲလိုက်စမ်းမ။အိုးမဖြစ်နိုင်ပါဘူးရှင်မင်းကြီး။လဲဆွဲကိုချွတ်လို့လုံးဝမဖြစ်ပါဘူး။ဒီလွယ်စဲကကျွန်တော်မျိုးမရဲ့မိခင်ဖြစ်သူပေးခဲ့တဲ့အတွက် နောက်ဆုံးအမတ်တရပစ္စည်းမှု ချွတ်လွတ်လုံးဝမရပါဘူး။မိဖုရားကြီးစီကနေလက်ဆွဲကိုယူဖို့မလွယ်ကူမှန်းဘုရင်ကြီးကသဘောပေါက်လိုက်တယ်။ဒီလိုဆိုလဲနောက်တစ်မျိုးကျန်မှပဲဖြစ်တော့မယ်။နောက်တစ်ရက်မှဘုရင်ကြီးကမိဖုရားကြီးစီကိုထပ်ပြီးတော့သွားတယ်။မိဖုရားကြီးကိုရောရဲ့အလွန်ချစ်ခင်ရင်းနှီးတဲ့မိတ်ဆွေမှာတားငင်တယောက်ရှိတယ်။ ။ကလေးရဲ့မိခင်က လောကကြီးမှာမရှိတော့တဲ့အတွက်ကလေးငယ်ကို ပြိုးထောင်တဲ့အခါအခက်တွေ့နေတယ်။ကိုတော့မိစေကိုကူညီခြင်းနဲ့မိဖုရားကြီးခွင့်ပြုရင် ကလေးကိုဒီကို ခေါ်လာလို့ရမလား။ကလေးကိုရက်အနေငယ်ကြောင် ပြုစုထိန်းချောင်းပေးနိုင်မလား။ရပါတယ်ရှင်မင်းကြီးကလေးကိုခေါ်လာခဲ့လိုက်ပါ။ကျွန်တော်မျိုးမတို့မှလည်းကလေးမရှိဘူးလေ။ကလေးကိုရက်အနှင်းငယ်လာကုထင်းပြင်းနဲ့ကျွန်တော်မျိုးမတို့လည်းစိတ်ပျော်ရမှာပါ။ ီလိုနဲ့နောက်တနေ့မနက်ရောက်တဲ့အခါဘယင်ကြီးကမိဖုရားငယ်နန်းဆောင်ကိုသွားပြီးတော့ကလေးကိုမှာကြားပါတယ်။ဒါလေငါကူတော့ပြောတယ်လို့လုပ်ပါ။အရှင်ပြောတာကမိဖုရားကြီးဆွဲထားတဲ့ပလဲလဲဆဲကိုကမ်းပြီးတော့ဒီဆွဲထုံးနဲ့စော့ကျင်နေဆိုပြီးတော့မိဖုရားကြီးကိုချွတ်မပေးမချင်းအော်ငုံရမှာမလား။နားလေပါပြီ။အစီအစဉ်တိုင်းလုပ်ပါမယ်။နန်းနှင်းသူတိုင်းကကလေးလေးကိုချစ်ကြပါဗျ။ ခဏကြာတော့မိဖုရားကြီးလည်းကလေးကိုချီပြီးတော့ပေါင်ပေါ်တင်လိုက်တယ်။ကလေးကသူ့ပေါင်ပေါ်ရောက်တာနဲ့လက်ဆွဲကိုကင်ပြီးတော့အော်ငုံတော့တာပေါ့။ဒီဆွဲကျိုးနဲ့ကစားခြင်းနဲ့ဒါနဲ့ကစားခြင်းနဲ့ဆွဲကျိုးပေးပါ။အိုးမဖြစ်ဘူးကလေးလေးဒီဟာနဲ့ကစားလို့မရဘူး။ဒါဆိုဘူးတခြားရုပ်တွေယူလာပေးမယ်လေ။ဒါပေမဲ့ကလေးကတခြားရုပ်မယူပဲလက်ဆွဲကိုပဲကင်ပြီးတော့အကျယ်ကြီးအော်ငုံတယ်။ နန်းတော်ကလူတွေအားလုံးစုပြီးတော့ကလေးကိုချော့ချပါတဲ့။ဒါပေမဲ့အဲ့ဒီဆွဲတွန်းနေမှမစော်ရရင်တားကတေးမှာပဲဆိုပြီးတော့ကလေးလေးကကြီးတိုက်နေပါတယ်။အကျန်စီတိုင်းဘယင်ကြီးလဲအဲ့ဒီနေရာကို ရောက်လာပြီးမိဖုရားကြီးကိုပြောတဲ့။မိဖုရားကြီးဘာလို့ကလေးနဲ့အပြိုင်အလျှော့မပေးရတာလဲ။အတင်ဟာတိုင်းပြည်ရဲ့မိဖုရားခေါင်းကြီးဖြစ်ပြီးတော့ပလဲဆွဲတွန်းလေးအတွက်ကလေးတယောက်လိုခေါင်းမာနေပါရောလား။ မဖြစ်ဘူးလဲဆွဲကိုတော့မပေးနိုင်ဒီကလေးတစ်ခုခုဖြစ်သွားရင်လူတွေကတင့်ကိုဘာပြောကြမလဲတွေးကြည့်စမ်းတိုင်းသူပြည်သားတွေကအတင့်ကိုဘယ်လိုလုပ်လေးစားကြတော့မလဲမိဖုရားကြီးလည်းစဉ်းစားတယ်ကလေးတစ်ခုခုဖြစ်ရင်ဒီတိုင်းပြည်မှာငါရဲ့ခုံတည်ဆုံးရှုံးတော့မှာပဲဒီလိုလုပ်ကြမယ်လေကလေးကိုခဏတော့ပေးဆော့လိုက်မယ်သူဆော့လို့ဝပြီးလို့ပြင်းသွားရင်မိဖုရားကြီးစီကိုဆွဲချိုးပြန်ပေးလိုက်မယ်လေ မိဖုရားကြီးလည်းလေပင်ကဆွဲကျုပ်ကိုချက်ပြီးတော့ကလေးကိုပေးလိုက်တယ်။ကလေးလေးကဆွဲကျုပ်ကိုယူပြီးတော့ပြေးလွှာစော်ကစားနေပါတယ်။ခဏနေတော့ဆွဲကျုပ်ကိုယူပြီးတော့ဘယင်ကြီးစီကိုပေးလိုက်တယ်။ဘယင်ကြီးလည်းမြ мян ယူပြီးတော့မိပြင်ငယ်နန်းဆောင်စီကိုအပြေးလွှာသွားပါတဲ့။ရောက်တဲ့အခါမိဖုရားရဲ့လဲလျောင်းနေတဲ့ခန္ဓာကိုယ်ကလေပင်မှာလဲဆွဲကိုဝစ်ဆင်ပေးလိုက်ပါတယ်။ လဲဆွဲဝစ်ပေးပြီးတာနဲ့မိဖုရားငယ်လည်းတတိလည်လာပြီးတော့အသက်ပြောင်းဝင်လာခဲ့တယ်။အရှင်မင်းကြီးနှမငယ်ရဲ့အသက်ကဒီလဲဆွဲထဲမှာပါ။ဒီရောက်ရောက်ကလဲဆွဲကိုယူသွားရင်နှမငယ်ရဲ့အသက်နဲ့ခန္ဓာကွဲရပါလိမ့်မယ်။နှမငယ်ကိုတော့ဓာရီအားလုံးကိုတိပြီးပါပြီ။နှမငယ်ပေါ်မိဖုရားကြီးရဲ့လောရက်တွေကအမားကြီးမာတယ်။အဲ့ဓာရီတက်ပြစ်တံပြန်ပြီးတော့ပေးဆက်ရပါမယ်။ ဒီနန်းတော်ထဲမှာရက်အနှင်းငယ်တော့နေပေးပါဦး။အချိန်တန်ရင်နှမငယ်ကိုတော်နဲ့အတူနန်းတော်စီကို ပြန်ကြတာပေါ့။အဲဒီနောက်မှာတော့ဘယင်ကြီးကနန်းတော်ကို ပြန်နေ။မိဖုရားကြီးကတော့အလွန်ကိုစိုးရိမ်နေပါတယ်။အရှင်မင်းကြီးဟိုကလင်းငယ်ကိုဒီနားမှာပေးဆော့သေးလား။ကျွန်တော်မျိုးပါရဲ့လဲဆွဲနဲ့စော့နေတဲ့ကလေးကိုတွေးမိသေးလားခုနကလေးရင် သူဒီမှာရှိနေတာ အခုသူဘယ်ရောက်သွားလဲမသိတော့ဘူးကျွန်တော်မျိုးဝါကဘရင်ကြီးနဲ့အတူတူရှိမယ်ထင်နေတာလေမရှိပါဘူးငါကိုယ်တော်နဲ့တူရှိမနေပါဘူးသူဟိုနားဒီနားလမ်းလျှောက်ကစားနေတာနေမှာပါအချိန်ကြာကြီးလိုက်ရှာနေပြီးတာတောင်မှကလေးကိုရှာမတွေ့တော့ပါဘူးမိဖုရားကြီးကိုတော်တို့ရဲ့အိမ်ကြီးချင်းတိုင်းမိကတော့ငါတို့ကိုလာပြီးတော့တိုက်ခိုက်တော့မယ်အတင်တော့အသက်အနည်းကျုံရတော့မှာပဲ အရှင်မင်းကြီးကျွန်တော်မျိုးမဟုတ်ခဲ့တော်မူပါကျွန်တော်မျိုးမမတည်ချင်သေးပါဘူးကောင်းပါရင်မိဖုရားကြီးအတင်ပေါအောင်နေဖို့အရန်ကြီးတဲ့မြေအောက်ခန်းကိုပြင်ဆင်ထားတယ်အဲ့ဒီမှာနေဖို့တတ်တောင့်တတ်တာဖြစ်အောင်စီစဉ်ပေးထားပါမယ်အတင်အဲ့ဒီမှာရဲအနှင်းငယ်အေးအေးဆေးဆေးနေပါစစ်ပွဲပြီးတဲ့အခါထွက်လာလို့ရမယ့်အချိန်ဆိုပြန်ပြီးတော့လာခေါ်ပေးပါမယ်ကောင်းပါပြီရှင် အရှင်ပြောတဲ့အတိုင်းမြေတိုက်ထဲမှာပဲနေပါမယ်။ဘယင်ကြီးလည်းမိဖုရားကြီးကိုခေါ်ပြီးတော့မြေတိုက်ထဲမှာထည့်ပြီးတော့တောခတ်လိုက်တဲ့။ဘယင်ကြီးဟာအရာအားလုံးကိုတိသွားပြီဆိုတာမိဖုရားခေါင်ကြီးကလည်းသဘောပေါက်လိုက်တယ်။မိဖုရားကြီးဒုတိယမိဖုရားငယ်ကိုအတင်လှုပ်ခဲ့တဲ့ကြီးမားတဲ့လှည့်စားမှုအတွက်ပြည်တံကတော့ဒီမြေအောက်ခန်းထဲမှာအတင်တစ်သက်လုံးနေရမယ်။အရှင် ကျွန်တော်မျိုးမကိုခွင့်လွှတ်ပေးတော်မူပါ။ဒါမျိုးပဲတော့မှထက်မလုပ်တော့ပါဘူး။ကျေးဇူးပြုပြီးတော့ခွင့်လွှတ်တော်မူပါ။အတင့်ကိုကြုတ်ပဲတော့မှခွင့်မလွှတ်ဘူး။ခွင့်လွှတ်လို့မရနိုင်တဲ့လောက်ရကိုတင်းကကျူးလွန်ခဲ့တာ။အခုကစပြီးတော့ဒီအခန်းထဲမှာပဲတင်းဘဝတစ်ချောင်းလုံးအယိုးဆွေးတဲ့အထိနေရမယ်။နောက်ဆုံးမှာတော့ဘီရင်ကြီးကမိဖုရင်ငယ်နဲ့တားတော်ရှိရာနန်းဆောင်စီကိုသွားပြီးမိဖုရား သားနဲ့တကွာပိုင်ဆိုင်တဲ့အဆောင်ရောင်တွေကိုလှဲဖြင့်တင်းကနန်းတော်စီပြန်ပြီးတော့အတူတကွာပျော်ရွှင်စွာနေထိုင်သွားကြပါတဲ့ကွယ်။ဟုတ်ကဲ့ပါဒီနေ့တော့ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်။